မင်္ဂလာပါခင်ဗျာဘူယောရဲ့နိုင်ငံကသတင်းတွေကိုတင်ဆက်ပေးပါမယ်အိန္ဒိယပါကစ္စတန်ပြည်ပကဟာလက်ရှိမှာပုံမဆွေးရလာပြီးနျူကလ িয়ার လက်နက်ပိုင်ဆိုင်တဲ့အိန္ဒိယချင်းနိုင်ငံတွေကိုအန္တရာယ်ရှိတဲ့တိုက်ခိုက်မှုတွေရဲ့အလဲပြောင်းတစ်ခုအဖြစ်အသွင်ပြောင်းသွားစေခဲ့ပါတယ်အဲ့နောက်တော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတိုက်ခိုက်မှုတွေကိုအဆုံးသတ်ဖို့အမေရိကန်အနေနဲ့ကြားဝင်ဆိတ်ဆက်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ် အရင်လကအိန္ဒိယအုပ်ချုပ်တဲ့ကက်စမီးယားမှာတုံလုံး၆ချားပွဲအကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးခီးသွား26ဦးကိုတောင်းကျန်းသူတနတ်သမားတွေကပြစ်တက်ခဲ့တာဖြစ်ပါတယ်။ပူဆိုးရာကအိန္ဒိယရဲ့လေကြောင်းတိုက်ခိုက်မှုတွေမှာအိန္ဒိယလေတပ်ဂျက်လင်၅စင်ကိုပါကစ္စတန်ကပစ်ချခဲ့တယ်လို့အခိုင်အမာပြောဆိုထားတာကြောင့်လည်းဖြစ်ပါတယ်။အိန္ဒိယတာဝန်ရှိသူတွေကဆုံရှုံမှုရှိကြောင်းညင်းဆိုခဲ့ပေမဲ့အထောက်အထားတွေအရလင်းအချို့ပြတ်ကျခဲ့ကြောင်းသိရပါဗျ။ အိန္ဒိယနဲ့ပါကစ္စတန်ပိုင်နယ်အတွင်းပြင်းထန်တဲ့တိုက်ခိုက်မှုတွေကိုအမေရိကန်ကအာရုံစိုက်နေခဲ့ပြီးဒီပြည်ပခါကနေယုံထွက်ဖို့နှစ်ဖက်စလုံးကိုပြက်ပြက်တပ်သားဖိအားပေးခဲ့ပါတယ်။အခြေအနေပုံမဆွေးရမလာမီသဘောတူညီချက်ရရှိဖို့အိန္ဒိယနဲ့ပါကစ္စတန်ရှိနိုင်ငံရေးစီရေးကောင်ဆောင်တွေနဲ့စကားပြောတင်ကြောင်းအမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီရိုကကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။အပြစ်ကရစေးရေးမကြေညာမီနိုင်ပိုင်းအလိုမှာအိန္ဒိယဟာလက်တုပ်ပြန်တဲ့အနေနဲ့ပါကစ္စတန်အခြေဆိုင်စခန်းတွေကိုတိုက်ခိုက်ခဲ့တယ်လို့လည်းသိရပါပါတယ်ခင်ဗျာ။ ဂါဇာကမ်းမြောင်ဒေသကိုအခုညီပေးရေးပိတ်ဆို့ထားမှုတွင်အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့်ကလေးငယ်များသေဆုံးမှုရှိခဲ့ပါတယ်။စစ်ပွဲတံခံနေရတဲ့ဂါဇာကမ်းဝန်းဒေသမှာလက်ပေါင်းများစွာကြာအခုညီပေးရေးပိတ်ဆို့ထားမှုတွင်အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်များအပါအဝင်အနည်းဆုံး22ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ ဂါဇာကမ်းမြောင်အလယ်ပိုင်းရှိဒီယာအေဘာလာရှိအိုမဲအိမဲမိသားစုတွေခုလုံရတဲတလုံးကိုအစ္စရေးလေကြောင်းမှပြစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီးတဲ့နောက်ပါလက်စတိုင်း၄ဦးသေဆုံးကအခြားသူများလည်းတန်ရာရရှိခဲ့ပါတယ်။ ပါလက်စတိုင်းသတင်းအေဂျင်စီဝါဖာကအစောပိုင်းမှာအစ္စရေးလေယာဉ်တွေကဂါဇာစီးတီးဆာဘရာရပ်ကွက်တဲရှိတဲတလုံးကိုစနေနေ့မနက်မှာပုံကျဲတိုက်ခိုက်ခဲ့ရာမိသားစုဝင်၅ဦးသေဆုံးခဲ့တယ်လို့အစောပိုင်းကပြောကြားထားတာဖြစ်ပါတယ်။တဆက်ထဲမှာပဲဂါဇာစီးတီးရဲ့တဲလ်ဖာရပ်ကွက်ကိုဒရုန်းနဲ့တိုက်ခိုက်မှုကြောင့်လူ၆ဦးသေဆုံးကမြို့တော်ရှေ့ရရန်အေရီယာကတိုက်ခန်းတခန်းကိုအစ္စရေးကပုံကျဲခဲ့တာကြောင့်နောက်ထပ်တဦးသေဆုံးခဲ့ရပါတယ်။ အစ္စရေးတိုက်ရင်တွေဟာရဖာကမ်းလမ်းမှာပြင်းထန်တဲ့ပစ်ခတ်မှုတွေပြုလုပ်ခဲ့တာကြောင့်အမျိုးသားတဦးသေဆုံးခဲ့ကြောင်းရဖာကပြောကြားထားပါတယ်။ရဖာအနောက်ဘက်ရှိ MRC လူသားချင်းစာနာမှုဆုံမှာတိုက်ခိုက်မှုတွင်အရသာ2ဦးတန်ရရှိခဲ့ပါသေးတယ်။အခုရက်ပိုင်းတွင်ဂါဇာကမ်းမြောင်တလျှောက်အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့်ပါလက်စတိုင်း23ထပ်မံသေဆုံးက124ဦးတန်ရခဲ့ကြောင်းစစ်မှားရေးဝန်ကြီးဌာနရဲ့အဆိုအရသိရပါပါတယ်ခင်ဗျာ။ တက်စလာရဲ့မြောက်အမေရိကအသွင်းစံနှုန်း NACS ကိုမာဇာတာမှလည်းစတင်ထည့်သွင်းနေပြီဖြစ်ပါတယ်။မာဇာတာရဲ့သတင်းထုတ်ပြန်ချက်အရမြောက်အမေရိကအသွင်းစံနှုန်း NACS ကို2029ခုနှစ်ကစပြီးဂျပန်နိုင်ငံမှာထုတ်လုပ်မဲ့ဘက်ထရီလျှက်စစ်ကားတွေအတွက်စတင်လက်ခံကျင့်သုံးသွားမှာဖြစ်တယ်လို့သိရပါတယ်။တက်စလာရဲ့ NACS နှစ်ကိုဂျပန်နိုင်ငံအတွင်းမာဇာတာမှအသုံးပြုမှာ ဖြစ်တာကြောင့်ဒါဟာအလွန်စိတ်ဝင်စားစရာကောင်းတဲ့အရာတစ်ခုဖြစ်လာပါတယ်။ မစ္စတာကားထုတ်လုပ်သူရဲ့အဆိုအရတော့ Tesla ရဲ့စံနှုန်းကိုလိုက်နာဖို့အတွက်၎င်းရဲ့ဆုံးဖြတ်ချက်ဟာသုံးစွဲသူတွေအတွက်ပုံမှုအဆင်ပြေစေဖို့ရည်ရွယ်တယ်လို့လည်းသိရပါဗျ။မစ္စတာဟာ NCS ကိုပုံမှုကျေပြန့်တဲ့အသွင်ရွေးချယ်မှုတွေနဲ့သုံးစွဲသူတွေကိုပုံမှုအဆင်ပြေစေဖို့ဖြစ်ပါတယ်။၎င်းဟာ Master BV သုံးစွဲသူတွေကိုဂျပန်နိုင်ငံတဝမ်းရှိ Tesla Supercharger လိုမျိုးမှာလည်းစတင်အသုံးပြုနိုင်စေမှာဖြစ်ပါတယ်။ မစ္စတာဘီဘူရီဟာအနေစီယက်အသွင်ကောင်းတွေကိုအသုံးပြုနိုင်ခြင်းဖြင့်အခြားသော အသွင်စံနှုန်းတွေနဲ့ကန့်ညီမှုရှိလိမ့်မယ်လို့မစ္စတာက၎င်းရဲ့ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။မစ္စတာဟာဂျပန်နိုင်ငံရှိတက်စလာရဲ့စူပါချာဂျာနှဝကိုအခွင့်ကောင်းရှိဖို့အနေစီယက်ကိုအသုံးပြုတဲ့ပထမဆုံးသောဂျပန်ကားထုတ်လုပ်သူမဟုတ်ဘူးလို့လည်းသိရပါတယ်။ပြည်ကနေနဲ့စက်တင်ဘာလတုန်းကဆိုနီဟွန်ဒါမိုဘိုင်လတီဟာ၎င်းရဲ့ AFE LNL လျှက်စစ်ကားတွေအတွက် NCS ကိုလက်ခံကျင့်သုံးနေပြီလို့ကြေညာခဲ့ပါတယ်။ AFE Online ရဲ့ EVD ကို2025ခုနှစ်အတွင်းအမေရိကန်မှာစတင်ရရှိနိုင်မယ်လို့မျှော်လင့်ထားပြီးနောက်ပိုင်းမှာအဆိုပါကားတွေကိုဂျပန်နိုင်ငံစီပြေဖို့ရောက်ရှိလာမှာလည်းဖြစ်ပါတယ်။ Master Ha Tesla ရဲ့အောင်းသွင်းစံနှုန်းကိုလက်ခံကျင့်သုံးခြင်းဟာဂျပန်နဲ့အခြားနိုင်ငံတွေအတွက်စံများတစ်ခုဖြစ်လာပြီးစီမံဖို့အတွက်အချိန်နှင်းခဲ့တာလို့တော့တယ်လို့ Tesla အောင်းသွင်းခြင်းဆိုင်ရာ Director Matt Tisaga ကချီးကျူးခဲ့ပါတယ်။ အနေစီယဟာအခုချိန်ထိအမေရိကန်ပြည်ထောင်စုရှိလျှက်စစ်ကားထုတ်လုပ်သူတွေမှလည်းကြဲကြဲပြန့်ပြန့်လက်ခံကျင့်သုံးလျက်ရှိပါတယ်။အနေစီယဟာဂျပန်နိုင်ငံနဲ့တောင်ကိုရီးယားမှာစံနှုန်းတစ်ခုဖြစ်လာဖို့အချိန်တစ်ခုသာလိုပုံရပါတယ်။ဂျပန်မှာအခြားအမြန်အသွင်းကွန်ရက်တွေကိုအနေစီယကတက်စစ်ဖို့မြင့်တွေ့ရမှာလည်းကောင်းပါတယ်။ Tesla အသွင်းမှုဟာလည်း NCA အသွင်းကူးပြောင်းမှုကိုအရှိန်မြင့်တင်နေပါတယ်လို့ Elon Musk က H မှာရေးသားခဲ့ကြောင်းသိရပါတယ်ခင်ဗျာကျွန်တော်ကိုထပ်ပါ